မြမနိုင်ငံရေးအတွေးခေါ်အပိုင်း73အာနာယဘူဥတီရဲ့ဂိုင်းကနအုပ်စုတိုက်ပွဲများပြင်းထန်လာပြီးအခြေခံဥပဒေကိုမလေးမဆတဲ့အတွက်လွတ်လပ်ရေးရကလေးကပါလီမန်ဒီမိုကရေစီစနစ်အခြေရင်လာပုံကိုဆရာမမောင်ကြီးရဲ့မြမနိုင်ငံရေးအတွေးခေါ်အပိုင်း73မှာဒီကနေ့တင်ပြပါမယ်နိုင်ငံရေးပါတီတွေအာနာယယူနိုင်မှုအတွက်ဒီမိုကရေစီနည်းရပ် ရှင်ပြန်ရမယ်လုံထုံးတုံနည်းနဲ့သဘောတရားတွေကို1948ခေကံဥပဒေကသတ်မှတ်ထားပါတယ်။ဒါပေမဲ့ Communist Party ရဲဘော်ဖြူနဲ့ KNU ကရင်အဖွဲ့က1948အခြေခံဥပဒေကိုလက်မခံနိုင်တဲ့အတွက်လက်နက်ကင်ပုံကန်ကြပါတယ်။ဘာသာပါလာအစိုးရလို့အဲ့ဒီတုန်းကလူတီများတဲ့ပြည်တော်စုအစိုးရကို ဆိုရှယ်လစ်တတိပုဂ္ဂလရဲဘော်ဝါနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကထောက်ခံကြပါတယ်။ဖတ်ဆပ်ပလဆိုးရထဲမှာလေပုဂ္ဂိုလ်ရေးကိုလိုက်ပြီးဩဇာအာဏာပြိုင်ဆိုင်လာတာတွေရှိတာကြောင့်လွတ်လပ်ရေးရပြီး၅လအကြာမှာသူရာထုကနှုတ်ထွက်ဖို့ဝန်ကြီးချုပ်ဥနုက ပြောရတဲ့အထိအာဏာပြိုင်ဆိုင်မှုက ပြင်းထန်လာပါတယ်။အချင်းချင်းယုံကြည်မှုနှဲပါလာတဲ့အခါမှာတူးနဲ့တူးမယုံသင်္ကာဖြစ်မှုပုံမှန်များပြားလာတဲ့အတွက်ဖတ်ဆပ်ပလအဖွဲ့ချုပ် ယုံရင်ပျက်စီးလာတယ်လို့ဝန်ကြီးချုပ်ဦးနုကယူဆပါတယ်။တချို့ကလည်းအာနာရဲ့အရသာကို ခံစားလိုက်ရလို့အာနာလက်လွတ်သွားမှာကိုအလွန်စိုးရိမ်နေကြပါတယ်။ဖဆပလအဖွဲထဲမှာပုပ်ကိုကြီးတိုက်ပွဲအာနာလူပွဲတွေဖြစ်နေတာကိုနှလုံးနာလွန်းလို့ယာရုကနှုတ်ထွက်ပြီးဖဆပလကို ပြန်လည်စီးယုံရမယ်လို့1948မေလ25ရက်နေ့မှာဦးနုကကြေညာပါတယ်။ ဦးနုဟာတတိပုဂ္ဂလအဖြစ် ဖာစာပလအဖွဲ့မှာပါဝင်နေတာပါပါတီဝင်မဟုတ်ပါဘူးဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းကြာဆုံးသွားကလေးကဖာစာပလဩက္ကဋ္ဌလှုပ်လာကြရတာဖြစ်ပါတယ်အရင်ကလည်းလွတ်လပ်ရေးရပြီးရင်6လအတွင်းယာရုကနှုတ်ထွက်မယ်လို့ဦးနုကပြောဖို့ပါတယ်ဦးနုကောင်းဆောင်တဲ့ဝင်းကြီးအဖွဲ့ကို1948ဇူလိုင်လ9ရက်နေ့မှာနှုတ်ထွက်ပြီမြဲ့ တမရကမြစ်တာရက်ခံတဲ့အတွက်1949အေပီလမှာအထွေထွေရွေးကောက်ပွဲကျင်းပတဲ့အထိဆက်လုပ်ဖို့ဦးနုကသဘောတူလိုက်တာပါ အခြေခံ ဥပဒေကိုစတင်ကျင့်သုံးပြီးဆက်ချက်လာကြတဲ့အခါမှာရွေးကောက်ပွဲကျင်းပရမယ်လို့အခြေခံဥပဒေအပိုက်233ကဆိုပါတယ်လက်နက်ကိုင်းပုံကန်ချင်းချောက်ချီမှာဦးနုထွက်သွားမှာကို တိုင်းရင်းသားကိုယ်စားလှယ်တွေက မလိုလားကြပါဘူး တကယ်တော့ပြည်တော်စုအစိုးရဟာလွတ်လပ်ရေးမရမီကတည်းကပုံကံမှုနဲ့ရင်ဆိုင်ခဲ့ရတာပါ1948အစောပိုင်းမှာတခင်စိုးကောင်းဆောင်တဲ့လန်နီကွန်မြူနတီပါတီကပထမဆုံးလက်နက်ကင်တော်လှန်ပါတယ်နောက်တော့ရခိုင်မှာဘုံပေါက်တာကျော်ကောင်းဆောင်ပြီးပုံကံပါတယ်အဲ့ဒီတုန်းကစိုးရင်စရာအခြေအနေမဟုတ်သေးပါဘူးလွတ်လပ်ရေးရပြီး3လအကြာမက်လာမှာတခင်တန်းထွန်းကောင်းဆောင်နဲ့ဘကဘကွန်မြူနတီပါတီက လက်နက်ကင်တော်လှန်ရေးစတင်ပါတယ်။ဇူလိုင်လရောက်တော့ပြည်သူ့ရဲဘော်အဖွဲ့ဝင်60ရာခိုင်နှုန်းဟာရဲဘော်ဖြူဖြစ်နေတော်လှန်ပုံကန်ကြပါတယ်။ဩဂုတ်လလဲမှာတရက်မြို့အခြေဆိုင်တပ်မတော်တရင်နဲ့မင်္ဂလာတုံးအခြေဆိုင်တရင်သုံးရင်းကပုံကန်ပြီးတပုံနဲ့ပူးပေါင်းသွားပါတယ်။ဩဂုတ်လကောမှာကရင်လက်နက်ကင်တွေပုံကန်ပြီးတထုံနဲ့မော်လမြိုင်ကိုတင်ပိုက်လိုက်ပါတယ်။တချိန်ထဲမှာပဲ KNU အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ KNDO ကလက်နက်ကင်တပ်ဖွဲ့ဆင်နွှဲပါတယ်။အာနာလိုချင်းတို့ကွန်မြူနစ်နဲ့ရဲဘော်ဗျူကလက်နက်ကင်ပုံကန်ကြတာပါပဲ။အကြမ်းဖက်ပြီးအာနာသိမ်းမှုကြံစီရလို့ဦးနုကပြောပါတယ်။1948ဇန်နဝါရီလအိန္ဒိယပြည်ကလကတ္တာမှာကျင်းပတဲ့ချစ်တောင်အာရှကွန်မြူနစ်နီလာကန်ဆုံးဖြတ်ချက်ရဘဂဗကွန်မြူနစ်ပါတီကပုံကန်ထကြွတာဖြစ်ပါတယ်။ ကြောင်းပြချက်ကနူအတလီစာချုပ်ရအင်္ဂလိပ်ပေးလိုက်တဲ့လွတ်လပ်ရေးဟာအစ်စ်မှန်မဟုတ်ဘူးလို့ဆိုပါတယ်။ကရင်ကတော့ဖဆပလဆိုရဟာကရင်မျိုးသားတွေကိုငင်းငင်းကြီးနဲ့ညုံညုံကြီးပေးနိုင်မှာမဟုတ်ဘူးလို့ယုံကြည်တာကြောင့်ပုံကန်တာဖြစ်တယ်လို့ဆိုပါတယ်။ဖဆပလဆိုရဟာကရင်ကိုကိုပိုင်အုပ်ချုပ်ရေးပေးမှာမဟုတ်ဘူးလို့လည်းတန်ရဖြစ်နေပါတယ်။ဒီလိုလက်နက်ကိုင်းပုံကန်မှုမျိုးစုံရင်ဆိုင်လာရတော့မှ ။ဝန်ကြီးချုပ်အဖြစ်ကနှုတ်ထွက်မယ်ဆိုရင် တိုင်းပြည်အခြေအနေပိုဆိုးသွားနိုင်တာကိုဥနုသဘောပေါက်ပါတယ်။သူကိုယ်တိုင်ခေါင်းဆောင်ပြီးတပုံးကိုနှင်းနှင်းရမယ်လို့ဥနုကယုံကြည်ပါတယ်။ပြည်ရဲ့ရင်းနဲ့ကာကွယ်ရေးနှစ်ခုစလုံးကိုတာဝန်ယူလိုက်တာကို ကြည့်ရင်ဥနုရဲ့တန်တိတ်တန်ကိုအကဲခတ်နိုင်ပါတယ်။လည်းနဲ့အာကုနဲ့အာနာလူဖို့စူးစမ်းတဲ့နိုင်ငံရေးတမျှကိုဘယ်တော့မှလက်မခံနိုင်ဘူးလို့ဥနုကကြေညာပါတယ်။ ပြည်သူလူထုကဗိုလ်ချုပ်အောင်ဆန်းကို ပေးထားတဲ့အာဏာကိုနိုင်ငံရေးသမျှလက်ထဲပေတော့မှမထည့်နိုင်ဘူးလို့တနိဋ္ဌန်ခြားထားတာမျိုးကြံ့ကြံ့ခံပြန်တိုက်ဖို့လမ်းသာရှိတယ်လို့ဦးနှုကပြောပါတယ်။ကွန်မြူနစ်ရဲဘော်ဖြူနဲ့ KNDO ကရင်အဖွဲ့က ဥပဒေကိုကြောခိုင်းပြီးတော်လန်ပုံကန်ကြီးမှာအာဏာရအစိုးရအဖွဲ့ဝင်ဆိုရှယ်လစ်တွေကလည်းဥပဒေကိုလေးစားရမှန်းသိတာမဟုတ်ပါဘူး။အကျွမ်းမဲ့အာဏာရှင်ဖြစ်အောင်ကျူးပန်းရမှာ တိုက်ခံလို့သူတွေကို ခြေမုံးမှုတာစိတ်ဝင်စားပါတယ်။ဖာစာပါလစိုးရကိုဝေဖန်တဲ့သတင်းစာ၃ဆောင်ကပုံနှိပ်ဆက်တွေကို1948မတ်လ12ရက်နေ့မှာဆိုရှယ်လစ်ရဲ့တပြည့်လူမိုက်တွေကရိုက်ချိုးပစ်လိုက်ပါတယ်။မေလာရောက်တော့ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကအစိုးရငွေ340ကိုအလစ်တုပ်ပြေးပါတယ်။ဆိုရှယ်လစ်ပါတီမှာရမုံငွေပြက်နေလို့ဦးကိုကိုကြီးကအလစ်တုပ်ပြီး ူယောင်ဖြောက်နေရလို့ဆိုပါတယ်။ဝန်ကြီးချုပ်ဦးနုကတဘုံကိုအပြုတ်တိုက်ဖို့စ조사နေချိန်မှာအစိုးရအဖွဲ့ဝင်ဆိုရှယ်လစ်ရဲဘော်ဝါတွေကတဘုံနဲ့တိတ်ဆိတ်ဆွေးနွေးပါတယ်။ရဲဘော်ဝါဝန်ကြီးတဦးရဲ့အိမ်မှာကွန်မြူနတီနဲ့ရဲဘော်ပြူကိုယ်စားလှယ်တွေကိုလက်ခံထားပြီးယာရုအပေးယူလုပ်ဖို့အစီအွေ58ကျင်းကျင်းပခဲ့တယ်လို့သိရပါတယ်။ဆိုရှယ်လစ်နဲ့ရဲဘော်ဝါဝန်ကြီးတွေရဲ့နေရာကို ကွန်မြူနစ်နဲ့ရဲဘော်ဖြူကိုပေးဖို့1949ဇန်နဝါရီလမှာဆုံးဖြတ်ပါတယ်။အဲ့ဒီအကြောင်းကိုဥနုတိတော့ဒါအစိုးရကဒူးထောက်တာပဲ။ဒါတော့ဘယ်နည်းနဲ့မှအဖြစ်မခံနိုင်ဘူးလို့ပြောပြီးတပုံကိုတိုက်ဖို့သာကြိုးပမ်းပါတယ်။တပုံကလည်းဖဆပတ်လကိုဖြုတ်ချပြီးအာနာယူဖို့သာစိတ်ဆောနေတာမို့အချင်းချင်းစီလုံးအောင်မလုပ်နိုင်ကြပါဘူး။ပြည်သူထောက်ခံမှုရအောင် မကြိုးစားကြပါဘူး။တဘုံနေစီလုံးမှုကင်းမဲ့နေချိန်မှာအင်္ဂလန်နဲ့အိန္ဒိယကထောက်ပံ့မှုကြောင့်ဥနုအစိုးရအင်အားပြန်ကောင်းလာပါလေ။တဘုံတွင်အင်အားနည်းသွားပြီးအစိုးရပြန်အားကောင်းလာတဲ့အခါမှာဆိုရှယ်လစ်ပါတီဝင်တွေအစိုးရအဖွဲ့တွေပြန်ဝင်လာကြပါလေ။တဘုံကိုနေရာပေးဖို့စီစဉ်တဲ့ဆိုရှယ်လစ်ရဲ့လှုပ်ဝဲအကြံစီကိုမေ့ထားလိုက်ကြပါပြီ။ဆိုရှယ်လစ်ဝင်ကြီး၈ဦးပါတဲ့အစိုးရအဖွဲ့ကို 1952မေလ16ရက်နေ့မှာဖွဲ့စည်းလိုက်ပါတယ်ခင်ဗျာ။